ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမွန်မမများအားလုံးပဲတော်လန်နေလေခင်လေးပါဒါကြောင့်ဒီကနေ့အော်တိုဘာလ22ရက်နေ့အတွက်နေ့လယ်ပိုင်းသိရတဲ့မြေပြင်စစ်ရေးသတင်းတွေကိုပဲဒါကြောင့်အလေးပေးပြီးတော့ဖတ်ပြပေးသွားမှာပါဒါဒီရက်ပိုင်းကျွန်တော်လည်းဗီဒီယိုတိတ်ပြီးတော့မတင်ပေးပြဘူးဆိုတာကလည်းဒီစစ်တဲမှာရောက်နေတဲ့ကျွန်တော်ညီကိုတွေကိုကျွန်တော်လည်းလှုပ်ပေးစရာလေးရှိနေလို့ဒါဗီဒီယိုတွေကိုတိတ်ပြီးတော့မတင်ပေးပြတာပေါ့နော်ဒီနောက်ပိုင်းဆိုရင်တော့အားလက်ချင်းတွေကပို့ပြီးတော့များလာပါပြီအဲ့တော့ဒါကြောင့်ဗီဒီယိုလေးကိုပုံမှန်လေးပြန်ပြီးတော့တင်ပေးနိုင်အောင်လို့ကျွန်တော်စူးစမ်းပြီးတော့တင်ဆက်ပေးသွားမှာပါ ကဲတော့ပထမဆုံးဒီစကိုင်းတိုင်းကစစ်ရေးတည်င်းလေးနဲ့စရမယ်ဆိုရင်စကိုင်းတိုင်းတန့်ဆယ်မြို့နယ်မှာအကြံပတ်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား71ဦးနေရာမှာတင်ပွဲချင်းပြီးတေဆုံးခဲ့ပါတယ်ဆိုတဲ့တည်င်းကောင်းလေးကတော့ဒါမနေ့ကအော်တိုဘာလ20ရက်နေ့မနက်9:30မိနစ်ခန့်အချိန်တန့်ဆယ်မြို့နယ်အတောကြီးရွာမှာကမ်ဘလူးမြို့နယ်ကာဘိုဘတ်သို့ပြန်လည်ဆုတ်ခွာလာတဲ့အကြံပတ်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတက်ခွက်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့အဆိုပါစစ်ကြောင်းကိုတော်လိုင်းတက်ခွက်တွေကစုပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် အဲ့ဒီတက်ခတ်မှုအတွင်အကြံပတ်စစ်ခွေဆက်တကောင်တည်ဆုံးခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေကတော့အထူးကဲမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။ဒါတန့်စဲမျိုးနဲ့ပကပတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ကြမှာတော့မနေ့ကအော်တိုဘာလ20ရက်နေ့မနက်9:30မိနစ်ခန့်အချိန်တန့်စဲမျိုးနဲ့အစစ်အချမ်းမှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တက်ခတ်ခဲ့ကြပြီ အဆိုပါစစ်ကြောင်းမှာအတော်ရောင်မှကာဘိုကြီးရွာသို့ပြန်လည်ဆုတ်ခွာလာစဉ်ကာဘိုတဒါအနီးမှာဂျားပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ဒါစစ်တပ်ကတပ်ဖွဲ့ဝင်9ဦးတေဆုံးခဲ့က12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအကြမ်းဖက်စစ်သားတွေထွက်ပြေးသွားကြောင်းနဲ့အလောင်းတွေနဲ့ဒဏ်ရာရစစ်ခွေးတွေကိုတော့မနေ့ကမွန်းတဲ့12နိုင်ကျော်အချိန်မှာကားများနဲ့တည်ယူသွားကြောင်းသိရပါတယ်ဒါအဆိုပါစစ်စင်ရေးတပ်ဘက်ကတော့တန်းဆက်မြို့နယ်ပကပါဆွေဘုခရအမှတ်90နှစ်ဘီဝါတက်ရင် PLA ပေါ်ဦးစစ်ကြောင်းရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးပကပလက်ယုံတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဆိုတဲ့ပထမဆုံးဒါရောစကိုင်းတိုင်းဘက်ကတည်င်းကောင်းတွေပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒီ ARD တိုင်းကံကြီးတောင်မြို့နယ်မှာစီးတဲ့အကြမ်းဖက်စစ်တပ်ခန့်ကြီးရအုပ်ချုပ်မှုရဲ့အမှဖြစ်သူဦးဆောင်ပြီးပြစောတီများနဲ့အတူတိုင်တက်တိုင်ဆင်းနဲ့အကြမ်းဖက်စစ်ခွေတက်ကပြီးလုံးမဲ့ရွေးကောက်ပွဲမှာမဲထဲရမယ်ဆိုပြီးဒါပြည်သူတွေကိုချင်းချောက်ပြောဆိုနေပါတယ်ဆိုတဲ့သတင်းလေးကလည်း ဒါကန်ကြီးတောင်မြို့နယ်ကဓာကကြီးရောအုပ်ချုပ်ယူမှုမှာဥကြကြော့ဖြစ်ပြီးတော့၎င်းရဲ့အမဖြစ်သူမခင်မြတ်ကျော်နဲ့ယာအိမ်မှုဆယ်အိမ်မှုပြူစောတိတွေကဒါပြည်သူတွေကိုမဲထဲရမယ်ဆိုပြီးမဲမထဲတဲ့နေအိမ်တွေကိုစစ်ခွေတက်ကိုခေါ်ပြီးဖမ်းဆီးခိုင်းမယ်လို့ချင်းချောက်ပြောဆိုနေကြောင်းဒေသခံတွေကပြောဆိုထားပါတယ်။လာမယ့်နိုဝင်ဘာလကစတင်ပြီးကြီးရောအတွင်းမှာစီးတဲ့အိမ်တိုင်းပြည်သူစစ်မှုတန်းကြီးတလနဲ့9000ကျပ်ပေးဆောင်ရမယ်ဟုဆိုကဒါစစ်ခွေတက်ကခန့်လာတဲ့အုပ်ချုပ်ယူမှုဥကြကြော့ကအစည်းအဝေးမှာကြိုတင်အသိပေးထားကြောင်းဒေသခံတွေကပြောဆိုထားပါတယ်။ ဒါအဲ့ဒီအောက်ချုပ်ရုံမှုနဲ့အဖွဲ့ကပြည်သူစစ်မှုထမ်းတကြိမ်ပို့ဆောင်ရင်တိုင်း60ဝန်းကျင်အထိရရှိကြောင်ဒေတာခန်တွေကပြောဆိုထားပါတယ်။ဒါအပြင်ဒီအကြမ်းဖက်စစ်ခွေတက်ကပြည်လုံးမဲ့ရွေးကောက်ပွဲမှာပါဝင်ကူညီရေးနဲ့မဲထဲဖို့အတွက် AR တိုင်း26မြို့နယ်မှာစီးတဲ့ဒေတာခန်ပြည်သူတွေကိုအောက်ချုပ်ရုံမှုနဲ့အဖွဲ့ကြံခိုင်ရေးပါတီဝင်များပြူစောထီးများနဲ့စစ်ခွေတွေကလှုပ်ဆော်စီယုံလျက်စစ်ကြောင်စုံစမ်းသိရှိရပါတယ်ဆိုပြီးဒီ AR တိုင်းကတင်လာပြီးတဲ့ ဒီအကြံပတ်စစ်ခွေတက်နဲ့အုတ်ကြီးတွေပေါင်းပြီးတော့ဒါကျွန်တော်ပြည်တွေအပေါ်ကိုနော်ဒါနီးမျိုးစုံနဲ့ဂုတ်သေးစုပ်ညှင်းပန်းနှိပ်စက်နေကြတဲ့သတင်းလေးပဲဖြစ်ပါတယ်။ကဲတော့နောက်ထပ်ဒီမွန်ပြည်နယ်တထုံမြို့နယ်မှာမြို့နယ်စီမံကောင်စီဝင်ဗိုလ်မှူးဆန်းဝင်းအောင်နဲ့ခရိုင်ရဲမှုဒုရဲမှုကြီးမြင့်နိုင်တို့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးကလူငယ်တအူးလျင်သိန်း90နဲ့ပြန်ရွေးခိုင်းနေပါတယ်ဆိုတဲ့စိတ်မကောင်းစရာသတင်းလေးကလည်း ဒါတထုံမျိုးနယ်မှာပြူစော်တီစစ်တပ်နဲ့ရဲတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးမှုတွေကိုနေ့ရောညပါတုံးမြင့်လှုပ်ဆောင်လာနေကြောင်းနဲ့ဒါဖမ်းဆီးရမိခဲ့တဲ့လူငယ်တွေကိုပြန်ရွေးမယ်ဆိုပါကတထုံမျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တင်ဘုံမှုဆန်းဝင်းအောင်နဲ့တထုံခရိုင်ရဲမှုဒုရဲမှုကြီးမြင့်နိုင်တို့ထံမှတွားရောက်ရွေးယူရကြောင်းနဲ့ငွေကြီးမတက်နိုင်လို့မရွေးနိုင်တဲ့သူတွေကိုစစ်တပ်နဲ့ကြောင်းတို့ဓာတ်ရိုက်ပို့ဆောင်နေကြောင်းသိရပါဗျ။ ဒါတထုံမြို့နယ်မှာလာစဉ်စစ်မှုတန်းအဖြစ်လူငယ်150နဲ့300ကြာဖမ်းဆီးခံရပြီးဒီစစ်မှုတန်းအဖြစ်ပို့ဆောင်ခံရကြောင်းတထုံမြို့ရဲ့ကင်းထောက်အဖွဲ့များထံကသိရပါဗယ်။ကဲတော့ဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းနော်ဒီအကြမ်းဖက်စစ်ခွေတက်ရဲ့ဒီမတရားပေါ်တာဆွဲတာကိုခံပြီးဒီစစ်တမ်းမှာတွားပြီးတော့အသေးခံမလား။ဒါမှမဟုတ်ရင်ဒါကြောင့်တော်လိုင်းတက်ဖွဲ့နေနဲ့ချိတ်ဆက်ပြီးစစ်ခွေတက်ကိုပြန်ပြီးတော့တိုက်မလားနော်မဟုတ်ရင်လည်းလူရကြွအောင်ပြေးမလားဆိုတာကတော့ကုဘတာကိုဆုံးဖြတ်ကြတော့ပေါ့နော် ဒါဒီအချိန်ကတော်တော်လေးအရေးကြီးတဲ့အချိန်ရောက်နေပြီဆိုတော့ငါးနဲ့မဆိုင်ဘူးဒီတိုင်းပဲဆက်ပြီးတော့နေအောင်မဲ့ဆိုရင်တော့လေဒီစစ်ခွတ်တက်ရဲ့မတရားပေါ်တာဆွဲတာကိုဆက်ပြီးတော့ခံကြအောင်ပေါ့နော်ကဲတော့နောက်ထပ်ဒီဆမ်းမီနဲ့မြောက်ပိုင်းမိုင်းကုံမြို့မှာဈေးအနည်းကိုမနေ့ကအော်တိုဘာလ20ရက်နေ့ညပိုင်းမှာအချမ်းဘတ်စစ်ခွတ်တက်ကလေးချောင်းကနေဘုံကျဲတဲ့အတွက်ကြောင့်ဒေသခံ2ဦးတေဆုံးခဲ့က2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတော့ဒီစိတ်မကောင်းစရာသတင်းလေးကလည်းဒါမိုင်းကောင်မျိုးမှဈေးအနီကိုမနေ့ကည7:00ကျော်မှာ ဂျက်ဖိုက်တာနဲ့ပေါင်250ပုံနှလုံးလာကျဲခဲ့လို့အမျိုးသားတဦးနဲ့အမျိုးသမီးတဦးတေဆုံးသွားခဲ့ကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒီကနေ့အော်တိုဘာလ22ရက်နေ့မနက်ပိုင်းမှာ TNL ကထုတ်ပြန်လာပါတယ်။ဒီစစ်ခွေတိုက်ရဲ့ဘုံကျဲမှုကြောင့်နေအိမ်၁၀လုံးနဲ့ဆံကန်း၅ကန်းလည်းပျက်စီးသွားခဲ့တယ်လို့ဆိုတာပါပဲ။ဒါဆမ်းပြီးနဲ့မြောက်ပိုင်းကနောင်ချိုကြောင်မဲနဲ့တီဘောမြို့ကိုပြန်လည်သိမ်းယူခဲ့ပြီးတဲ့နောက် TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုအကြမ်းဖက်စစ်ခွေတပ်ကနေစဉ်ဘုံကျဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ဒါအော်တိုဘာလတရံတွေကနေအော်တိုဘာလဆက်စရံတွေအထိမန်တုံ၊ကြောင်မဲ၊တီဘော မိုင်းငောမိုင်းလုံးနန်းဆန်းနမတူမိုးမင်းနဲ့မိုးကုံမြို့တွေကိုလေကြောင်းကနေ28ကြိမ်ဘုံကျဲခဲ့ပြီးဒေသခံ42ဦးသေဆုံးခဲ့က44ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ဒီအော်တိုဘာလ16ရက်နေ့နဲ့20ရက်နေ့တို့မှာနန်းဆန်းမန်တုံမိုင်းငောနဲ့မိုးကုံမြို့နယ်တွေကိုလေကြောင်းကနေဘုံကျဲခဲ့တဲ့အတွက်ကြောင့် အရက်သားထိခိုက်တိုက်ဆုံမှုအရေအတွက်ဆိုရင် TNL ထုတ်ပြန်ကြက်တက်ကိုပို့ပြီးတော့များပြားနေပါတယ်။ဒီအကြံပတ်စစ်ခွေတက်ကဒေတာအနှံ့အပြားမှာအရက်သားပြည်သူတွေအပေါ်ပြစ်မှတ်ထားပြီးဆေးရဆွေးမှုကျူးလွန်နေကြောင်းနဲ့ဒေတာကန်ပြည်သူများအနေနဲ့စည်ရသည့်စီးဖို့လေချောင်းရံနဲ့လက်နက်ကြီးရံကိုကာကွယ်ကြဖို့ TNL ကအသိပေးထားပါတယ်။ကဲတော့ဆက်ပြီးတော့လေဒီစကိုင်းတိုင်းစားလင်းကြီးမြို့နယ်မှာစစ်ပေးဆောင်ခိုးလုံနေတဲ့တမ်းပူကြီးရွာဖုံးကြီးကျောင်းကိုအကြံပတ်စစ်ခွေတက်က စက်တက်၄ဒီနဲ့ဘုံကျဲတက်ခိုက်ခဲ့ရမှာပြည်သူတို့တေဆုံးပြီး၃ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတော့နောက်ထပ်စိတ်မကောင်းစရာသတင်းလေးကလည်းဒါမနေ့ကအော်တိုဘာလ20ရက်နေ့ညနေ9:30မိနစ်ခန့်အချိန်မုံရနမခမတက်လာတဲ့စက်တက်၄ဒီနဲ့ဆာလင်ကြီးမြို့နယ်တန်းဘူးကြီးရွာမှာရှိတဲ့ဘုံကြီးကျောင်းကိုအကြံပတ်စစ်ခွေတက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲတက်ခိုက်ခဲ့ကြပြီးအဲ့ဒီတက်ခိုက်မှုအတွင်းအရက်သားအမျိုးသားတအူးတေဆုံးခဲ့ကအမျိုးသမီးတအူးနဲ့အမျိုးသားနှစ်ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ကိုမှ ဖုန်ကြီးကြောင်အဆောင်များလည်းပြက်စီးခဲ့ကြောင်းသိရပါဗျ။ဒါပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့မှာဆိုရင်လည်းဒီအကြံပတ်စစ်ကွေတက်ရဲ့နမ်မခမတက်လာတဲ့စက်တက်လေတီနှစ်စီးကဆာလင်ကြီးမြို့နယ်အစ်စ်ချမ်းမှာစီးတဲ့ကြေးရွာတွေကိုဘုံဆယ်လုံးကျဲချတတ်ခိုက်ခဲ့ပြီးဒါပြည်သူများတော့ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါဗျ။ဒါလက်တလောအကြံပတ်စစ်ကွေတက်ကဆာလင်ကြီးမြို့နယ်အတွင်းမြေပြင်စစ်ကြောင်းများနဲ့ထိုးစစ်ဆင်လာနေပြီးစစ်ကွေစစ်ကြောင်းများဝင်လာနိုင်တဲ့လမ်းတစောက်ကြေးရွာတွေမှာပြည်သူများမှလည်းထွက်ပြေးတိမ်းဆောင်နေရကြောင်းသိရပါဗျ။ အဲ့တော့မင်းတို့စစ်ခွေဆိုတဲ့ကောင်တွေမင်းတို့လောက်ပိုင်ခွင့်စီတုံကတော့လောက်တာကြောင်းပေါ့နော်ဒါတနေ့နေ့မင်းတို့အလှည့်ရောက်လာရင်တော့ခံနိုင်စီအောင်စူးစမ်းထားကြပါကွာနော်ကဲတော့ဒီနေ့လည်းပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရဲ့သတင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒါကြောင့်အရခတ်တက်တော့ A နဲ့ပူပေါင်းတက်ဖွဲ့ရဲ့ထိုးစစ်ဟာဆိုရင်ဒီအကြံပတ်စစ်ခွေတက်ရဲ့ကပ္ပစ16အနီးကိုရောက်လာပါပြီဆိုတော့ ARD သတင်းဌာနကတင်လာပေးတဲ့စစ်ရဲ့သတင်းလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာအရခတ်တက်တော့ A နဲ့ပူပေါင်းတော်လှန်ရေးတက်တွေရဲ့စစ်စင်ရေးဟာ ပဲခူးတိုင်းပရောင်းမြို့နယ်ထဲမှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံးကပ္ပစ16အနီကိုရောက်ရှိလာပြီလို့မြေပြင်စေးရေးတရင်းမြင့်နဲ့ဒေတာခန့်တွေက AR ကိုပြောပါရယ်ကပ္ပစ16ကကြီးစန်းတဲ့ပုံတီထုတ်လို့ရမှာအုံပြုတဲ့ရမ်းချက်စက်ရုံးဖြစ်ပြီးပရောင်းမြို့နယ်မတုံရအနီမှာတည်ရှိရပါဘူးကပ္ပစစုံမတုံဘူးဝိုင်းတာတာကကုမမဟုတ်ဘူးကြာလုံးလိုက်တဲ့ကနာကွယ်တော့တွေဝိုင်းထားပြတာပါပြည်လေးပြည်ကပြည်ပြီးတော့လေပြည်လေးပြည်ကပြည်ပြီးတော့ဝိုင်းထားခဲ့တာပါဝိုင်းထားပြီးတော့မှ ကိုယ်တိုင်အဲ့ကောင်ကိုတိုက်တာကဟိုရာဂိုင်းလုံးညာများပါပြီလေရာဂိုင်းလုံးညာများတော့နိုင်ကိုဘက်ကပြောင်းအောင်ပြောင်းမလို့ကောင်းကင်းကုန်းတွေကိုတော်တော်များသိမ့်ပြီးတော့ပြီးတော့ကျန်တဲ့ဟာကြီးကိုဆက်ပြီးတုပ်ဖို့ပဲရှိတော့တယ်တောင်ကုတ်ဘရောင်းလမ်းပေါ်မှာတည်ရှိတဲ့ဗကန်ကွဲရွာရဲ့တောင်ဘက်6မိုင်ခန့်အကွာကအာနာသိန်းတက်ရဲ့ point 666ကာကင်စခန်းကုန်းကိုအေဦးဆောင်နယ်တော်လိုင်းတက်တွေကအောက်တိုဘာ14ရက်နေ့မှာတင်ပတ်လိုက်ပြည်ရနောက်တိုက်ပွဲကမတုံရွာဘက်ကိုဦးတည်လာနေတာလို့ဆိုပါတယ် ကမ္ဘာစစ်တောင်းအတွက်0.666စကန်ကုန်းကအရေးပါတဲ့ကာကင်းဖြစ်ပြီးဒီစကန်ကုန်းပါဝင်ကာကင်းစကန်6ခုလောက်ရှိတဲ့အထက်ကကာကင်းစကန်လေးခုကိုအေးနဲ့တော်လန်ကြီးတက်တွေကတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့မြေပြင်စီးရေးသတင်းမြစ်ကပြောပါရယ်လက်ရှိမှာတော့အာနာသိန်းစစ်တပ်ကမတုံရအနီးမှာကျန်းရှိနေတဲ့အထိုင်ကာကင်းစကန်တွေကိုတိုက်ပွဲချင်းနေပုံမူတည်ပြီးရွှေပြောင်းစကန်တွေအဖြစ်ပြောင်းလဲလှုပ်ဆောင်လာတယ်လို့မြေပြင်စီးရေးသတင်းမြစ်ကပြောပါရယ်တိုက်ပွဲဟာနေ့စဉ်နေ့ပါဖြစ်ပွားနေတယ်လို့ အနာဒိန်တပ်ပတ်ကလေချောင်းကနေတိုက်ခိုက်တာမတုံရဘက်ကနေလက်နက်ကြီးပစ်ကိုပေးတာတွေလည်းလုပ်နေတယ်လို့သိရပါဗျ။တနည်းအားစစ်သားတွေပြန်ဆင်းလာတာဒဏ်ရာတွေနဲ့အယောက်30လောက်ပြန်ဆင်းလာကြတာ point 666နဲ့မတုံကြမှာနောက်ကကင်းတစ်ခုရှိသေးတယ်။အဲ့ဒီကကင်းကြရင်တော့မတုံဒီဝါလုံးပြရတော့မယ်။မတုံကနေလက်နက်ကြီးတွေနဲ့ပြစ်နေတယ်။လေအနေနဲ့လည်းခြာနေတာပဲ။ကပ္ပဆန်16ဝါရန်ထုတ်လို့ရေးဆက်ယုံ ဖြစ်ပြီးအရာရှိစစ်တီ30ကျော်ထုတ်လို့ရေးစစ်တီ300ကျော် အရာသားဝန်ထမ်း200ကျော်လို့နဲ့လက်ပတ်နေတဲ့ဆက်ယုံဖြစ်တယ်လို့စီရန်ပိုကြီးစင်ရောက်ကပြောပါရယ်။နိုင်ငံနဲ့အိုးမှာအာနာသိန်းတက်အတွက်လက်နက်ခဲယံတွေထုတ်လုပ်ပြီးနေတဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံစုစုပေါင်း25ယုံရှိပါရယ်။အရာရီမြင့်အနောက်ဖက်ကံပဲခူးတိုင်းကပဒေါင်းမြို့နယ်ဟာကာကွယ်ရေးပစ္စည်းဆက်ယုံအမှတ်3အမှတ်5အမှတ်6အမှတ်9နဲ့အမှတ်16စုစုပေါင်းဆက်ယုံ9ယုံအခြေဆိုင်ရာမြို့လည်းဖြစ်ပါရယ်။အာနာသိန်းတက်အတွက်ကြီးစံတဲ့ဘုံတရားရှိဖို့ထုတ်လုပ်ရေးလုပ်ငန်းစဉ်မှာ အမှန်ငါးနဲ့အမှတ်၁၆ဆက်ယုံနှစ်ခုကထုတ်ပေးတဲ့ရန်ကုန်ကျမ်းပေါ်မှာအခြေခံပြီးလက်ပတ်နေကြတာဖြစ်တယ်လို့စီရီယံဘူကြီးစင်ရောကပြောပါတယ်။တကယ်တော့ကျွန်တော်တို့တိတော့ကတော့ကျွန်တော်တို့0.666နဲ့ဒီကပ္ပစမတုံချားပေါ့နော်ကပ္ပစ16မတုံချားမှာတော့ကျွန်တော်တို့ဒီစခန်းကုန်းနေရှိတယ်။ပြီးရင်လည်းကျွန်တော်တို့ဒီကပ္ပစဆက်ယုံနေရဲ့သဘောတဘာဝအရာကိုပဲကျွန်တော်တို့ဒီအဲ့ဘန်လာကုန်းနေပေါ့နော်ကွန်ကရစ်ဘန်လာကုန်းနေနဲ့စောက်ထားလေရှိတယ်။တော်တော်များများစိုးမိုးနေရာတွေမှာပေါ့နော်။အဲ့တော့ ဝင်ရောက်လာနိုင်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီကပ္ပစ16ဆိုရင်လည်းတပ်ပိုင်ပြီးအေရီကာကကိုပဲကျွန်တော်တို့အမ်တောင်းကမ်းရှိတယ်အဲ့တော့ဝင်လာလို့ရမယ်ကျွန်တော်တို့စက်တွေကိုဖြက်စီးခဲ့လို့ရမယ်ပေါ့နော်တိမ့်ပိုက်ထိန်းချုပ်ထားဖို့ကတော့ဒီကပ္ပစ16တခုလုံးကိုသူတို့ကျွန်တော်တို့တိမ့်ပိုက်ထိန်းချုပ်ထားမယ်ဆိုရင်အင်အားတော်တော်ကြီးကိုတုံးရမှာစစ်ရဲ့သဘောကတော့ကျွန်တော်တို့မြင်အောင်ပြောရမယ်ဆိုရင်စစ်တပ်ကစင်လမ်းမှာခြေကိုယူထားတယ် အဲကျွန်တော်တို့အရခတ်တော်ကညောင်ကျိုးမှာရှိတယ်အခုစစ်တပ်ကဒီလေသာကြောပေါ့နော်လေသာကုန်းကိုကြော်ကြော်ပြီးတော့ညောင်ကျိုးကိုပြန်ပြီးတော့တိုက်အဲ့တော့ဒီစစ်တပ်ရဲ့တိုက်စစ်ကိုအချိန်ပြော့သွားအောင်လို့ပေါ့နော်သူတို့ရဲ့ဒီနောက်တန်းနေရာတွေကိုဒါဝင်ဆောင်ပြီးတော့တိုက်စစ်ဆင်တဲ့အနေအထားမျိုးလိုပဲမြင်တယ်ဗျပရောင်းမြို့နယ်ဟာရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့နန်းနမိတ်ချင်းထိစပ်နေတာပါတောင်ကုန်းပရောင်းလမ်းမော်ကမိုးထီတောင်စခန်းကို2025ခုနှစ်ဇန်နဝါရီလမှာတည်ယူခဲ့ပြီးချိန်ကအစလို့ အေးရက်ထိုးစစ်ကပဲခူးတိုင်းနယ်ကိုရောက်ရှိလာခဲ့တာပါလရှိမှာတော့ပဲခူးတိုင်းအတွင်းမှာဘရောင်းတောင်ကုတ်လမ်းမော်ကမိုးထစ်တောင်စခန်းနဲ့အတူပကံကွဲရွာညောင်ကျိုးရွာတို့ကိုလည်းအေးအေးနဲ့ပူပေါင်းတက်တွေကထိုးဖောက်ဝင်ရောက်ထားနိုင်ပြီးဖြစ်တယ်လို့မြေပြင်စေးသတင်းမြစ်ထံကသိရပါဗျ။ညောင်ကျိုးရွာကနေတစဉ်ဘရောင်းတောင်ကုတ်လမ်းအတိုင်းဆက်သွားမယ်ဆိုပါကဆင်လန်ရွာညောင်ချီတော့ရွာတို့ကိုဖြတ်တန်းပြီးပဲခူးတိုင်းရဲ့ပထမဆုံးဝင်ပေါက်ဘရောင်းမြို့နယ်ရဲ့မြို့ခွဲဖြစ်တဲ့အုတ်ရှိပင်မြို့ကိုရောက်မှဖြစ်ပါတယ်။ ။လက်ရှိမှာတော့ဒီလမ်းကြောင်းတစ်လျှောက်မှာလည်းအေနဲ့အာနာသိမ့်တက်တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေပါရဲ့ရှင်။ကဲတော့ဒါကြောင့်အာရခတ်တက်တို့အေနဲ့ပူပေါင်းတက်ဖွဲ့တွေရဲ့ထိုးစစ်ကတော့ဒါတကယ်ကိုအားရစရာတွေကြီးပါပဲနော်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီအကြံပတ်စစ်ခွေတက်ကတော့သူတို့အာနာရဖို့တခုအတွက်နဲ့ပဲเนาะဒီတက်တယ်မှာစစ်ရဲ့အသက်မပြည့်သေးတဲ့လူတွေကိုတောင်မှဒီမဲထက်ခိုင်းမှတဲ့ဆိုတဲ့အကြောင်းဒီတက်ထဲမှာနေခဲ့ဘူးတဲ့အမတယောက်ရဲ့ပြောဆိုချက်လေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညမတက်ထဲမှာနေခဲ့တော့ မဲထဲတော့ညီမအသက်မပြည့်သေးဘူးအသက်မပြည့်သေးဒါပေမဲ့သူတို့ကမဲထဲခိုင်းတယ်ညီမကမပုံနေတော့မရှိဘူးမဲထဲခဲ့ရတယ်ဘာအထောက်ထားမှမရှိဘဲနဲ့လည်းမဲထဲရတယ်အဲအဲ့လိုမဲထဲလို့ရှိရင်သူတို့ကအကွက်လေးခွက်ရိုက်ထားပေးရမနေ့ဖြန်လို့ညီမတို့ကပါတီအဲ့ဒီရုံးမှာမဲသွားပေးရမယ်ဆိုလို့ရှိရင် rehearsal တရက်လုပ်တယ်အဲ့ဒီ rehearsal တရက်မှာသူတို့ညီမတို့နမူနာပုံစံလေးတွေပေးထားတယ်။ကြန့်ခန့်ရေးအလန်ဒီလုံးဝအကွက်ကိုစောင်းပြီးနှိပ်လို့မရဘူး။ ပယ်ပြီးလဲနှိပ်လို့မရဘူးပယ်မဲဖြစ်သွားရင်သူတို့ပြောတာတမဲလဲတမဲအတွက်သူတို့တိတာတယ်သူတို့အတွက်နင့်တာတယ်အဲဒါကြောင့်ရဲမေးတွေစစ်တီတွေကိုသူတို့တေချမှာတယ်ကြန့်ခိုင်ရေးအကောက်မှာပဲတစိမ့်တုံးရိုက်ရမယ်နမူနာတွေလောက်ခိုင်တယ်အဲရဲမေးတွေကတုံးတဲ့ရဲမေးတွေလဲအများကြီးပဲပေါ့သူတို့ကတေချကကနနာရဟဇတရက်ကိုကျင့်တယ်တနေ့ကုန်အချိန်ကုန်ခံပြီးတော့ကြန့်ခိုင်ရေးကိုပဲသူတို့တစိမ့်တုံးထုခိုင်တယ်မဲပယ်သွားလို့ရှိရင်ပယ်မဲဖြစ်သွားမယ်တကယ်လို့အဲ့ဒီ LND ဘက်ကိုလည်းတစိမ့်တုံးထုမိသွားရင် LND မဲဖြစ်သွားမယ် အဲ့လိုမျိုးမဲမှားပြီးပေးခဲ့ရင်အပြစ်ပေးမယ်။ကဲကြည့်ဦး။ကိုယ့်ရဲ့အကြံခံရေးကိုမထည့်ဘဲနဲ့အလန်ဒီကိုလည်းထည့်ပိုင်မှမရှိဘူး။တကယ်သူတို့အရာရှိတွေကတရားဝင်ပြောထားပြီးသား။မဲကိုမှားထည့်ခဲ့ရင်ပြန်လာတာနဲ့အပြစ်ပေးမှာ။အညမတို့အဲ့လိုအစည်းအဝေးမှာပြောတယ်။လုံးဝအကြံခံရေးအကွက်ထဲကိုတစိမ့်တုံးကြက်ခိုင်တကွက်ထဲမှာအကျယ်ကြီးကြိုက်တဲ့နေရာကိုနှိပ်စောင်းပြီးလည်းမနှိမ်နဲ့ပယ်ပြီးလည်းမနှိမ်နဲ့။အလန်ဒီကိုမဲပေးခဲ့တဲ့ရှိရင်ကိုအကြောင်းကိုတိကိုပြုတ်ကိုဝင်ခံ။ အဲ့လိုမျိုးချိန်မောင်းလာတာအရာရှိရသူတို့ကညီမတို့ဘလို့ချင်းချောက်လဲဆိုတော့မဲထဲခဲ့ပြီးွားလို့ရှိရင်ပြန်လိုက်ငါတို့ကစစ်ကြတာတဲ့ညီမကြီးတွေကအဲ့လိုပြောတယ်အဲ့တော့ညီတို့တွေကဘယ်မဲကိုပြီးလဲဆိုတော့ငါတို့ကြည့်လို့ရတယ်ငါတို့ကတို့လိန်လို့မရဘူးတဲ့ဆိုပြီးအဲ့လိုမျိုးပြောတော့ညီမတို့ကကြောက်စိတ်ဝင်ခဲ့တယ်ဩမေစုကိုမဲပြီးလိုက်ရင်ပြန်လိုက်ရင်ငါတို့ကအပြစ်လည်းအပေးခံရမယ်မြက်လည်းပေါက်ရမယ်ဒါပြီးလို့ရှိရင်ငါတို့ယောက်ျားကိုဆောင်းမြေကပုံမှန်နဲ့ရှေ့တန်းကိုလှုပ်ပြီးတော့တစ်နှစ်နှစ်နှစ်လောက်ပြစ်ထားလိုက်တာအဲ့လိုမျိုးတွေကအကျင့်ရောက်တာရှိတော့လေ ဟောအဲ့ဆိုလို့ရှိရင်ကြန့်ခိုင်ရေးကိုပဲလက်တုံတုံနဲ့အဲ့လိုမျိုးပယ်ဝိုင်းတော့အပြစ်ပေးခံရမှာကြောက်လို့အဲ့ကြန့်ခိုင်ရေးကိုပဲတစိတုံးမှန်မှန်ထုခဲ့ရတယ်။မဲတုံးကပေးဘူးလေအဲ့တက်ထဲမှာနေတာ။အသက်ပြည့်တာဆိုလို့အဲ20အသက်22နှစ်မှတစ်ခါအသက်မပြည့်တာနှစ်ခါထည့်ခဲ့ရတယ်။အဲနောက်ပြီးတော့စစ်တပ်မှာတစ်ခုရှိတာမှတ်ပုံတင်ကိုကြန့်တဲ့အချိန်မှာမရိုက်ပေးဘူး။ရွှေကောက်ွယ်နေပြီးမဲထဲရမှာဆိုလို့ရှိရင်ရှိသမျှလူတွေအကုန်လုံးမှတ်ပုတ်တွေအမြန်လုတ်ပြီးတာဟုတ်အဲ့ဒီကကြာတော့သူတို့ကအလေးနက်ထားတယ် မိခိုးတွေစစ်တီတွေရဲမေတွေမှတ်ပုံတွေမရှိသူတို့ကမြ мян လုတ်ပေးတာချက်ချင်းလုတ်ပေးတာမဲထက်ခိုင်းချင်းလို့မှတ်ပုံတွေမရှိရင်တကောင်စင်းရဲထဲမှာအဲသူတို့ကအဲ့လိုမျိုးမိခိုးတွေစီသွားတယ်မိသားစုဘယ်နှစ်ယောက်ရှိလဲရှိသမျှခက်ခလေးတွေအကုန်ထက်ခေါင်းစင်းထဲထက်ကျွန်တော်တို့ယုံမှလာထက်အဲ့လိုမျိုးသူတို့ကစီးယုံနဲ့တိမ့်တွင်းနဲ့ခြောက်ထားတာလွတ်လပ်စွာမဲပေးပိုင်ခွင့်ညီမတို့မှမရခဲ့ဘူး ဒီလိုအပြင်လောကရောမော်ဒါဆိုရင်ငါတို့ကလို့ပေးချင်တယ်မေကိုပေးလို့ရတာပေါ့လို့ဒါဆိုဘာဖြစ်လို့သူတို့ကဒီကြက်ခိုင်ရေကိုပဲထည့်ခိုင်းတာလဲလို့ညီမတို့လည်းဟိုတွေးစည်းတာတော့မဟုတ်ဘူးအမေစုကိုချစ်တယ်လေအမေစုကိုပဲမေပေးချင်တယ်အဲ့လိုမျိုးသူတို့ကချင်းချောက်တော့မထည့်ချင်မနဲ့လဲဒီကြက်ခိုင်ရေကိုထည့်ခဲ့ရတယ်ဒီလိုမျိုးချင်းချောက်တဲ့ဇာတ်ရီရောက်စစ်တီတွေကတော့ပြောစရာမလိုတော့မှာရဲမိတွေတော့ဒီလိုချင်းချောက်တယ်ဆိုစစ်တီတွေကတော့နားလဲနေပြီ သူတို့အပြစ်ကိုသူတို့သိနေပြီသူတို့ရသူတို့စစ်တီချင်းချင်းသူတို့အုပ်ချုပ်တာအဲ့လိုမျိုးရဲမေးတွေဆိုတော့ပို့ဆိုးတယ်မှဟိုယောက်ျားလေးကိုလည်းငဲရတာသူတို့ကအမြင်ကပ်ပြီးဆိုလို့ရှိရင်ယောက်ျားကိုရှေ့တန်းလွှတ်လိုက်လို့ရှိရင်ပြန်မခေါ်တော့ဘူးလို့ပြောမယ်နှောင်ကျင်သွားအောင်ဆိုပြီးတော့သူတို့ကလွှတ်ထားပြလိုက်တာတနေ့နဲ့နေ့ဆိုမိသားစုယောက်ျားမရှိဘူးဆိုစုံငွေရိတ်ခစုံငွေပဲမရတော့ဘူးဆိုတော့ရိတ်ခလည်းမရတော့ဘူးဆိုတော့မိသားစုရှိတဲ့လူတွေဆိုအရန်ဒုက္ခရောက်တာအဲ့လိုမျိုးတွေငဲ့ပြီးတော့ညီမတို့ကအဲ့လိုမျိုးကြုံတွေ့ခဲ့ရတာ အဲ့တော့မင်းတို့ဟိုဘတ်အောက်တန်းစားရက်ကွာကောင်းနေမင်းတို့ထောက်ခံနေတဲ့ခွေးတက်ရတော့နော်ဒါတို့အာနာရဖို့တခုအတွက်နဲ့ဘာမှမစိုးလောက်ရတဲ့ကောင်းနေဆိုတော့မင်းတို့လည်းကြက်ကြက်တတိထားကြနော်ကိုဘောကချနေခံနေရတဲ့နင်းပြဘောကဖြစ်လို့ဖြစ်နေမှန်းတော့မသိကြတဲ့ကောင်းနေဆိုတော့နော်ဆက်ပြီးတော့လည်းထောက်ခံအားပေးကြအောင်ပေါ့တနေ့နေ့မင်းတို့အေးအကျိုးဆက်ကိုဆက်ပြီးတော့ခံရအောင်ပါပဲကဲတော့ဒီနေ့လက်ပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမွန်မတယောက်ချင်းညီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ဒါအမှန်ဆိုရင်ညနေကြားမှပဲဒါကျွန်တော်တင်ပေးမလို့ပါပဲနော် ဒါကျွန်တော်လည်းတာဝန်ပြက်ကွက်မှုတွေများနေပြီဆိုတော့ဒီရတဲ့အချိန်လေးနဲ့ဒါကြောင့်တင်ပေးလိုက်တာပါကဲတော့အားလုံးပဲကျမ်းမာပေးခြင်းကြပါစေခင်ဗျာ thank you